အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဥဖိုကြားရေးသားတဲ့အခမဲ့ကုလီထန်ချင်းဤအကျိုးဆိုတဲ့ဝိတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာအခမဲ့ကုလီထန်ချင်းဤအကျိုးလွန်ခဲ့သော6နှစ်ခန့်ကကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့အမျိုးသားចောင်းစစ်ရန် သွားရ၏၎င်းမျိုးတို့မိရထားဆိုင်လျင်ကျွန်ုပ်၏တငယ်ချင်းတပိတ်မှောက်ចောင်းသားဟောင်းဆရာကြီးသည် လာ၍ကျုံးနေသည်ကို တွေ့ရ၏ဘုရားဤတွင်ကပ်၍ကျွန်ုပ်၏ရှင်ဤသောမိတ်ဆွေတယောက်နေသည်ကိုခិតတမြတွေ့လိုသည်နှင့်တငယ်ချင်းဆရာကြီးအားကျွန်ုပ်၏ပစ္စည်းများနှင့်သွားနှင်ရန်ပြောဆိုလှုပ်လိုက်၏အဆိုပါ ဘူတာနီရှိမိတ်ဆွေနှင့်စကားစမြည်ပြော၍ငတန်ကြားပြီးနောက်ဆရာကြီးအိမ်သို့သွားတော်မူဟုဘူတာနီကပင် ဖြတ်၍လာခဲ့ရာဘူတာယုံအတွင်၌တရက်စွာဝတ်ဆင်၍သနာကမသူငယ်ចောင်းသားအွယ်တယောက်ကို တွေ့မြင်ရာ၏၎င်းမှာတယောက်ထဲလိုပင်ကြံရစ်ခဲ့ရာမျက်နာမကြည်သာတစုံတယောက်ကိုသို့မဟုတ်တစုံတရာကို မကြည်မချမ်း စိတ်လက်စိုးနေဟန်ရှိ၍တပြေတောက်တောက်နှင့်ပိုလျှောက်တိလျှောက်ပြုတ်နေသည်ကို တွေ့ရ၏ကျွန်ုပ်သည်လည်းမနေတတ်သည်နှင့်မောင်မဖြစ်လို့လဲဟာမပြောပါနဲ့ဗျာကောလိပ်ចောင်းပိတ်လို့ပြန်လာတယ်အိမ်ကိုစာရေးထားတာဘသူမှလည်းလာမကြိုကြဘူးအခုဒီမှာဝါကြနေတာပေါ့နေပါဦးမောင်ရဲ့ဘသူမှလာမကြိုလဲဘာအပန်းကြည့်တယ်လဲအိမ်ကဘလောက်ဝေးလို့လဲ ိမ်မဝေးပါဘူး။ကိုဈေးနှားတွင်ပဲ။ဒါဖြင့်လေမောင်ရဲ့ကို့ဟောက်ကိုသွားလိုက်ရုပ်ပေါ့။လူလားမကြိုတော့ကော ကို့အိမ်ကိုပြန်လာပဲ။ဟာမြားကြီးကတေခွားကြတာကိုကျွန်ုပ်ကိုပါရော၍စိတ်ဆိုးသွားဟန်တူသည်။အိမ်နီးပေမဲ့စီးသွားเสียလာနေကြငင်းလေကလေးတစည်းဟာလဲမရလိုက်ဘူး။ပြီးတော့ဒီမှာတရေရိတ်တစ်လုံးနဲ့ ကူလီတွေလည်းမရှိတော့ဘူးဘယ်နဲ့လုံမလဲဗျကူလီလိုသည်ဆိုတော့တရေအိတ်ကိုကြိတ်လိုက်ရာ အခြေတရောင်တမိုက်ခန့်အနံတောင်စုပ်လောက်မြသာရှိသောတရေအိတ်ဖြစ်နေ ထိုကားကျွန်ုပ်ကပင်ကဲမောင်ဒီတရေအိတ်အတွက်ဖြင့်ဝန်လေးမနေပါနဲ့ကျုပ်ပဲဆွဲခဲ့ပါမယ်ကဲသွားတာသွားပါတော့ထိုကားမှတငယ်သည် အတန်မျက်နာကြည်လာပြီးလျှင် အဲ့ပြသွားရင်လာရင်ဆွဲခဲ့ပါတော့ကျွန်တော်ကူလီကပေးပါမယ်ဟုဆိုလေကျွန်ုပ်ဒီကူလီကအကြောင်းကိုတစုံတရာပြတ်မပြောပဲတရေအိတ်ကိုသာ ကောက်ယူ၍တတက်တတာပင်ဆွဲကာသူ့သူငယ်နှင့်မြို့တွင်းဘက်သို့လျှောက်လာခဲ့ကြ၏စာဖတ်သူဟာပြောရန်ကြံသေးသည်ကျွန်ုပ်ဒီခီးသွားသည့်အခါအေးချမ်းချမ်းသွားတတ်သည်နှင့်ထိုခါက ပိုကြပေါက်လုံကြီးအနှွမ်းကိုဝေ့၍ပင်ဒီရှက်အင်းကြီးတပတ်နှွမ်းကို လက်ဖြင့်လက်လိတ်၍ညနေတုပ်ဘဝကိုကောင်းတွင်ထူထူပတ်ကားဝစင်လျက်ရှိ ဖနက်မှလည်းပိန်တန်ဖနက်မြသာဖြစ်၏တို့ကြောင့်လဲထိုသူငယ်သည်ကျွန်ုပ်အားကုလီငားရန်အာမနာခြင်းဖြစ်ဟန်တူသည်နှစ်ယောက်သားလာခဲ့ကြရာကျွန်ုပ်ကဆ ảy ၍မောင်ကောလိပ်ကျောင်းမှနေတော် ဘယ်တန့်ရောက်ပြီလဲအင်္ဂလိပ်လိုဆို senior isc လို့ခေါ်တယ်ဗမာလိုတော့ဟိုတင်အဲစနတန့်ဆိုပါတော့ဗျာဟင်ရောက်လာပါဘကောနို့နေပါဦးမောင်ရဲ့အဲ့ဒီစနတန့်ရောက်တော့ဘာတွေသင်ရတလဲကွအများကြီးပါဗျာအထူးကတော့ advanced english ဆိုတာသင်ရတယ်ဗျမောက်ဟာကအင်္ဂလိပ်လိုကို ဘမလိုလဲပြောဦးမှာပေါ့ဘမလိုမလွယ်ဘူးဗျနေုံနေုံဟိုတင်အဲရှေ့ရောက်တော့အဲပုံမွေဖြစ်တော့ဟာဒါလည်းမဟုတ်သေးပါဘူးလေဟိုတင်လွယ်လွယ်ဆိုကြပါစို့ဗျာသိက်ခက်တဲ့အင်္ဂလိပ်စာဆိုပါတော့အင်းအင်းကောင်းရဲ့ नो မြန်မာစာများကိုမတင်ရဘူးလားကွဘာမိတ်ဆန်လား ခမရမြန်မာစာဘာခက်လို့လဲဗျကျွန်တော်တို့ကောလိပ်မှာဘေးတကြီးမတင်ပါဘူးစာမကြည့်ဘဲနဲ့ပတ်စနိုင်ပါတယ်ဗျအလကားအတုံးလဲမကြလာပါဘူးဒါဖြင့်ဒီပြင်ကောဘာများတင်ရသေးသလဲဒီပြင်တစ်ခုက chemistry ဆိုတာတင်ရတယ်အဲ့ဒါကမြန်မာလိုရှိမယ်မထင်ပါဘူးဟိုတင်းဆိုပါတော့ဗျအခွဲပညာဆိုပါတော့ဘယ်အရာတစ်ခုဟာ ဘယ်တက်ဘယ်တက်များပေါင်းဆက်ပြီးဖြစ်နေတယ်ဆိုတာတွေလည်းပါတယ်ဗျဥပမာရေဆိုးတဲ့တက်ဟာဘယ်တက်ဘယ်တက်များပေါင်းဆက်လို့ဖြစ်တယ်ဆိုတာသိရတယ်ဗျဟိုတဲနေရကြပါကလားပြောစမ်းပါဦးမောင်ရဲ့ရေထဲမှာဘာတွေဘာတွေပါတဲ့လဲရေဆိုတာ H2O ဆိုတဲ့ဓာတ်တွေပေါင်းဆက်ထားတာဗျမောင် H2O ကိုဘာမှလို့ပြောဦးမှာပေါ့ ဟာဘယ်မှာအကုန်လုံးကို ခမဗမာစကားတွေနဲ့ပြောနိုင်မလဲဗျခမဗမာစကားကလည်းအင်မတန်ဆင်းရဲတယ်ဒီလိုအထက်တန်းစကားကြီးတွေကိုဘာသာပြန်ဖို့ရှိမယ်မဟုတ်ဘူးဗျဒီတော့အကျမ်းပဲမှတ်ထား H က2ဆ O က3ဆအဲ့ဒါနှစ်ခုရောရင်ရေဖြစ်တာပဲအဲ့လေဆိုပါတော့အဲ့ဒီ H ကဘာ O ကဘာဆိုတာလဲပြောဦးမှာပေါ့ဟာ ခမတဲမင်းမြန်းထူတဲ့လူကြီးပဲဒါတွေကဓာတ်သဘောတွေပြခမတို့ကိုပြောလို့လဲနားလည်မှာမဟုတ်ပါဘူးအဲ့ဒီတော့အဲ့ဒီအင်္ဂလိပ်စလုံးနှလုံးပေါင်းရင်ရေဖြစ်တယ်ဆိုတာဒါမှတ်ထားပါဗျာနေပါဦးမောင်ရဲ့မောင်အင်္ဂလိပ်စလုံးတွေမပေါ်ခင်ကရေရှိနေတယ်မဟုတ်လားမောင်အင်္ဂလိပ်စလုံးနှလုံးရှိမှပဲရေဖြစ်ရတော့မလားဩတဲခက်ပါလားဒါကသင်္ကေတအမှတ်သားဗျာ အဲ့ဒီစာနှလုံးရဲ့အဓိပ္ပာယ်ရှိသေးတယ်သိရလားအဲ့ဒီအဓိပ္ပာယ်ရှိကို ကျွန်တော်နှုတ်ဘုတ်ထဲမှာမှတ်ထားတယ်အခုပါဇက်ထဲမှာတော့မရဘူးပြီးတော့လေဗျာကျွန်တော်တို့ဆရာကအဓိပ္ပာယ်ပြောတာမရှင်းပါဘူးကျွန်တော်တို့နားလည်အောင်မပြောတတ်ဘူးဗျာဒီဆရာတွေဟာအလကားပါဗျာဟုတ်ဆရာကိုလွှဲချပြီးသူ့ဇက်ကိုသူမြန်မြန်တင်လိုက်လေတည်းဒီ No မောင်တို့ကောလိပ်မှာစားရပုံကဘလို့လဲကွမှတ်ထားဆရာကြီး ကောလိပ်ဆိုတာရောက်ဖို့မှ လူဖြစ်ရကြုံနဲ့တာ အနေစားအကုန်လုံးအထက်တန်းအညွန့်စားကြည့်ပဲမှတ်ထားတခါတည်း new life ကိုရောက်သွားတာပဲသိရလားအေးအေးဗားတဲ့နွားယူအလိုက်ခံရသလားဟိုရောက်ရင် အောင်မေမြို့ဆရာကြီးဒါတေရောဆရာမဟုတ်ပါဘူးခမကြီးတို့ဟာ ညာလည်းမတက်ရင်ကျေးတဲ့အင်္ဂလိပ်စကားတွေလည်းနားမလည်ဒါကြောင့်ခမားတို့ဗမာတွေကြွားကြနေတာသိရဲ့လား new life ဆိုတာအင်္ဂလိပ်စကားပြအစ်စ်အသက် အနေစားအစ်စ်တမျိုးလို့ဆိုလိုတယ်ကြည့်လေနေရတာကကျွန်တော်တောမြို့ကလေးမှာဆယ်တန်းမှာနေရတော့ကသူဆင်းရဲသားကုံတယ်သားတကြီးသားဆိုသလိုတမညလူတွေနဲ့သာတွေ့ရတာကလားဗျ။ဟိုကောလိပ်ကြတော့အနည်းဆုံး မြို့ဥတ်သားဝန်တော့သားအရေးပိုင်သားမင်းကြီးသားဆိုသလို အထက်တန်းသားတွေကြီးကလားဗျအဲ့လေစင်ရဲသားရဲ့သာသမီနည်းနည်းလေးပါတော့ပါတာပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့အထက်တန်းသားနဲ့မှ ရွေးပေါင်တာပဲကုံကုံပြောမယ်ဗျာဖနှက်တောင်ကြည့်ပါလားကျွန်တော်တောမြို့ကလေးမှာနေတုန်းက30ချက်တန်15ချက်တန်ထက်ပိုမစည်းရဘူးခုတော့ဩ20ချက်တန်အောင်မစည်းရဘူးဗျာ နေပါဦး20ကျက်တန်အောင်မစည်းရတာကမောင်တို့ကောလိပ်မှာ ဥပဒေထုတ်ထားလို့လားဘယ်ကဥပဒေလောက်ထားရမှာလဲဗျခမကြီးလေအတော်အရာပဲဟိုမှာအထက်တန်းစားတွေနဲ့ပေါင်းရတာဗျခမ30ကျက်တန်အစုံနဲ့မဖြစ်ဘူးဗျလူတဲမတိုးဘူးဗျသိရဲ့လားအခုကျွန်တော်စီထားတဲ့20ကျက်25ကျက်တန်တောင်မှလူတဲဝင်နိုင်ုံရှိသေးတယ်သိရဲ့လား30ကျက်တန်40ကျက်တန်စီနိုင်မှာ ဖနက်ကိုလူဝိုင်းကြည့်တာဗျာဟင်မောင်တို့ကောလိပ်ကလူအဖိုးတန်တာအရေးမကြီးဘူးဖနက်အဖိုးတန်တာအရေးကြီးတယ်လို့နေပါကလားအေးအများကြီးအင်မတန်နှုံသေးတာကိုတော်ပါဗျာကောလိပ်ဆိုတာကြွားဖို့ဗျာကြွားဖို့လူပေါ်လူလောက်ဖို့တည့်ရလားအဆဆရရအထက်တန်းကြီးပဲသွားရဆားရနေရတယ်ကြည့်ပါလားကျွန်တော်ဟာ ကောလိပ်ကိုအသွားပြန် second class ဆိုတဲ့ ဘိုးတွဲမှာစီးတယ်။ခမားတို့စီးတဲ့တတိယတန်းဆိုတဲ့စင်ရသားတွဲကိုဘယ်တော့မှမစီးဘူး။အဲ့ဒီ second class ဆိုတာခမားတို့စင်ရသားတွေလိုတစ်သားခုံနဲ့ညစ်ပတ်ပြီးကြဘိုးကြိုက်တာမဟုတ်ဘူး။သိရလား။ sofa ဆိုတဲ့မွေရတမျိုးကို ခင်ထားတယ်။အောက်က spring ထည့်ထားတယ်။ပြီးတော့ဓမီးတွေပန်ကားတွေမှန်တွေခြေတွေစုံလို့ပါပဲဗျာ။တခါလောက်ခမားတို့ကိုစီးစီခြင်းနဲ့ တခါလဲရှာလဲသွားမှာပဲပြီးတော့အဲ့ဒီဘိုးစည်းတွေအခါကခမားတို့စင်ရဲသားအတွဲကရဲ့အုံးစားပေးရတယ်သိရလားအဲ့လေတချို့ပတ်စံဝါလာတွေဟာပတ်စံပေါ်လို့စီးပေတဲ့ဘိုးစည်းတွေနဲ့သူတို့နဲ့တခြားစီပါဗျာဩကျုပ်တို့လိုအင်္ဂလိပ်စာတတ်တဲ့ကောလိပ်ကျောင်းသားလည်းဖြစ်ရမယ်စတိုင်ကြကြသလပပဝတ်ဆင်ရမယ်ကျွန်တော်ဘိုးစတော့ကိုကြည်စမ်း လိမ့်ထားတာစီရိုးရိုးမဟုတ်ဘူး။ဟိုဘီလက်တို့အမေရိကန်တို့ကလာတဲ့စီမွေးတို့ကော့စမက်တစ်တို့ကသာလိမ့်နေ။ပြီးတော့ပေါင်သားဆိုတဲ့အမွှေးမုံတို့ဂရီပါရီတို့အဲ့လိုမျိုးတွေကိုလိမ့်လို့အဲ့ဒီလိုတလပပကြကြနာနာနဲ့မှဘိုးတွဲနဲ့တော်တာဗျ။ခမားတို့တော်သားကြီးတွေနဲ့တော့အလကားပါဗျာ။အမဲယူနေဟင်းဦးမှအာမနာဆိုသလိုမနေဘူးလား။မောင်ရဲ့ မောင်ဘိုးစီတွေမစီရခြင်းနေပါတော့ယောက်ျားဖြစ်လျက်နဲ့တနခါမျက်နာခြေတွေတော့မလိမ့်မစင်ဝင်ဘူးမောင်အလိုခမကြီး အတော်လာပါကလားဒီလောက်ပြောနေတာတောင်းသဘောမပေါက်သေးပဲကို ခမတို့ဗမာတွေမကြည့်ပွားတာအဲ့ဒီလိုခင်မမီခင်မဆန်တာတွေကြောင့်ပဲနားလေရဲ့လားကျွန်ုပ်ဒီလေပြုံးရွေ့သာနေလိုက်ဤထို့သောနှစ်ယောက်သားလာခဲ့ရာ အိမ်အနီးသို့ရောက်လာလေ၏အိမ်သို့ဝင်လျင်၎င်းတငယ်၏အမိအမနှမများနှင့်တူသော မိမတစုကစုပိုင်း၍ဟောမသားကလေးပြန်လာပြီဟောမောင်တောင်းပြန်လာပြီဟောကိုကိုပြန်လာပြီအမေလည်းခုပဲမင်းစီကစာကိုရတယ်။ရရချင်းအဝစားလဲပြီးအခုဘူတာဆင်းမလို့ပဲ။မင်းစာက နောက်ကျနေတာကိုကြွက် မောင်တောင်းမှာညစွာစိတ်ဆိုးသောမျက်နှာဖြင့်ပါဗျာဂျမ်းမစ်ခမကြီးတို့ဒီလိုကြည့်ပဲစာကိုကြပြကြရပေးရတာဗျရရချင်းစင်လာပြီရောပေါ့တကယ်တည်းတကျင်လိုက်ကြတာအဲထိုအခါအမကြီးဖြစ်ပုံရသူကမဟုတ်ဘူးကွယ်မောင်တောင်းရဲ့မင်းမဲ့လိုတယ်တန်ကျိုးရိုက်လိုက်ပါလားတကယ်ပတ်စံကလေးသုံးမှတ်တစ်ချက်ကိုဂယူဆိုင်လို့ မဟုတ်ဘူးမမရဲ့တင်းငွေနေကြနေလို့အကျန့်ဖီးနှစ်ဆပေးရမယ်သိရလားပြီးတော့ပတ်စံလည်းမပို့ဘူးပို့တင်းရွေးရဒီတင်းရွေးရနဲ့တမငယ်ကဝင်တဲ့၍ဟုတ်သားပဲကိုကိုမဘယ်တော့မှပတ်စံပို့ဖို့မတုံးရဘူးပတ်စံမှလိုက်ရင်ဟော့ဟုဖေဖေကဝင်းဝင်ပြီးညားတယ်ပါတယ်နဲ့ကြိုင်ခုတော့မနဲ့နေသေးတယ်လေကိုကိုခြေချင်းလျှောက်လာရတော့ကောင်းသေးရဲ့လား ဟုဝမ်းနေပလက်နှင့်ငုံမဲ့မဲ့ပြောလေသည်။ခေါင်းရင်ကန်းတွင်ကုတ်၍တိုင်းနေရှာသောအဖိုးကြီးက၎င်းသားမိတစုကိုချိန်၍မဲလိုက်သည်ကိုကျွန်ုပ်မြင်ရလိုက်သဖြင့်၎င်းသားအတွက်အိမ်တွင်ချေရိုးအဖိုးကြီးကတစ်ဖက် ခစ်ဆန်သောသားမိတို့ကတစ်ဖက်ချင်နေကြသည်ကိုကျွန်ုပ်ရိမ့်မိလိုက်လေ။ကျွန်ုပ်မှလည်းကောင်းကမျက်နှာတုပ်ဘဝကိုခေါအုပ်ပတ်ခါ တရေအိတ်ကိုအိမ်မော်တွင်ချ၍အမတ်မဲ့ထွက်သွားမည်ဟုလှည့်လိုက်ရာ အမေကြီးကမြင်၍ဟဲ့ကူလီကပေးကြအောင်လေဟုဆိုမှမောင်တောင်းသည်ပတ်စံ၌ကဟိုဟုတ်ပါရဲ့အဲ့ဒီဆရာကြီးရှိလို့တော့မဟုတ်ရင်အခက်ပဲဆိုပြီးပတ်စံတမူကျွန်ုပ်အားပေးလေသည်ကျွန်ုပ်ကဟိုနေပါစေ ကျုပ်လည်းခီးကြုံတာနဲ့ကူးဆွဲလာတာပါနေပါစေဆိုပြီးထွက်ခဲ့ဤထိုက အမကြီးဆိုသူကဟိုဒီမားဦးကြီးရဲ့ထိုကကျွန်ုပ်ကပြုံး၍ပြန်လှည့်ကြည့်လိုက်ရာဟာဟုတ်ပေါင်းမောင်ကြီးရဲ့ဟာဟုတ်ပေါင်းဒီမားကိုဟိုရင်းရဲ့ပတ်စံယူသွားပါလေဟုတ်ဆိုကပတ်စံလိုက်၍ပေဤ ကျွန်ုပ်ကလွတ်အောင်တုတ်တုတ်ထွက်ခဲ့၏ထိုအခါညီမငယ်ကရယ်၍မမကလောလိုက်တာဦးကြီးရဲ့တဲ့လူကြည့်တော့ဖြင့်မမနဲ့ရွေတူလောက်ရှိတယ်ပြီးတော့ကိုဟိုတင်းနဲ့ဦးကပြုံးသွားတာမြင်လိုက်ရဲ့လားဆိုသည်တွင်အမကြီးကဘာလဲကောင်းပါလေတော်တော်ရှွန်းအင်းတဲထတယ်ဟုတ်ချိန်မောင်းတန်ကိုတဲ့တဲ့ကြားလိုက်ရလေ၏ ကျွန်တော်ဤတငယ်ချင်းဆရာကြီးအိမ်တို့ရောက်ညစာစာနောက်နေ့ကျောင်းဆရာဤ၎င်းညနေတွင်ဆရာကြီးကကျောင်းဥက္ကဋ္ဌအိမ်တွင်ခမင်းစာဖိတ်ထားကြောင်းတခြားကောမဒီ၃၄ယောက်ကိုလည်းဖိတ်ထားကြောင်းပြောဆို၍၂ယောက်သာ ရေမိုးချို့ဝတ်စားလေးကဖတ်ခဲ့ကြ၏ကျွန်ုပ်မှာယခုတော့ပိုးသားလုံချီအင်ကြီးနှင့်တကွခေါင်းပေါင်းပေါင်း၍အတန်တက်တက်ရက်ရက်ရှိသွားလေ၏ ယခုနေ့မောင်တောင်းသာမြင်ရပါလျင်ကုလီငှားရန်အာနာပွဲရှိလာခဲ့ကြရာမောင်တောင်းတို့အိမ်လန်းတို့ရောက်လေသဖြင့်ထိတ်ခနဲဖြစ်သွား၏စိတ်မလုံးသည်နှင့် အခုသွားမှာဘယ်အိမ်ကိုလဲဟုဆရာကြီးအားမေးရာခလန်းလန်းရှိ မောင်တောင်းတို့အိမ်ကိုပင် ပြလေသည်ကျွန်ုပ်ကဟိုက်ခွာကြကုန်ပြီဟုလက်ခနဲဆိုမိ၏ ဆရာကြီးကကြည်၍ဟဲ့လူဘာဖြစ်တာလဲမင်းဟာဘာမှမဖြစ်ပါဘူးသွားတာသွားပါကွယ်ဆို၍ဘာဖြစ်ဖြစ်ဟုစိတ်တင်း၍လိုက်ခဲ့ရာဤအိမ်တို့ရောက်လျင်လှမ်းကြည့်လိုက်ရာမောင်တောင်းကိုရုတ်တရက်မြင်လိုက်ရာဤမောင်တောင်းသည်ကျွန်ုပ်ကိုမှတ်မိပုံရာဤရုတ်တရက်အခန်းတွင်သို့ခတ်တုတ်တုတ်ဝင်သွားလေမောင်တောင်း၏ အမိအဖအမစသည်တို့ကကျွန်ုပ်ကိုမှတ်မိပုံမရချင်းကျွန်ုပ်ကုလီဘဝနဲ့ရောက်စဉ်က အဝယ်စားညစ်ထက်ထက်နဲ့မျက်နှာကိုမျက်နှာတုပ်ဘဝဖြင့်ခေါအုပ်ပတ်စီထားသောကြောင့်၎င်းအိမ်သားအားလုံးတို့မှာမောင်တောင်းကိုယ်သာဝိုင်း၍ဂယုဆိုင်ကြသောကြောင့်၎င်းကျွန်ုပ်ကိုမှတ်မမိခြင်းဖြစ်ရ၏ကျွန်ုပ်သည်လည်းအိမ်တွေမပြတ်နေ၏မောင်တောင်းတို့အိမ်သားများက ြပြငါငါဧကန်ကြလေအတန်ကြလေအဖိုးကြီးကဟဲ့မောင်တောင်းတယောက်ကောဒီမှာပညာဝန်များလာကြတယ်တကားစမီပြောရအောင်လာခွဲဟုအိမ်တွင်းစီတို့လမ်း၍ခေါ်လိုက်၏တို့ကသမီးငယ်ကဖေဖေကိုကိုရဲ့ဟိုဦးလေးကြီးအိမ်ကိုတဲ့အရေးကြီးလို့တဲ့ခုပဲဆင်းသွားတယ်တော်တော်ကြာမဲလို့လည်းပြောသွားတယ်ဖေဖေ ထိုအခါအဖိုးကြီးမှာဂျင်းနဲ့ပုံမရချင်းအဲခက်တကူအဲ့တွေဆောင်တွေရောက်မှထွက်သွားရတဲ့လားကျွန်ုပ်ဘက်သို့လှည့်၍မောင်ရေးတားတယောက်ကောလိပ်ကျောင်းမှာထားရတယ်သူတို့ကောလိပ်ဆိုတာကအင်မတန်ထိုကအမေကြီးက အတိတ်ပဲပါတော့မျက်နှာဖြင့်အဖိုးကြီးကိုကြည့်လိုက်ရာအဲအဲသူတို့ကောလိပ်ဆိုတာ အင်မတန်ကြီးကျယ်ဆိုပဲမောင်ရဲ့သူအစတက်လိုက်လေကျွန်ုပ်က အတိတ်ဘယ်ကို နားလည်လိုက်ပါ၏ကျွန်ုပ်တို့လည်းစားတော့စကားစမြည်ပြောပြီးပြန်ခဲ့ကြ၏၎င်းနောက်အခြားနှစ်မြို့သုံးမြို့တွင်ကျောင်းစစ်ပြီးနောက်ရန်ကုန်သို့ပြန်ခဲ့၏၎င်းနောက်9လ6လခန့်ကြာသောအခါကျွန်ုပ်သည် မောင်တောင်းကို မေ့၍နေကြပြီတနေ့၌ထူးထူးခြားခြား စာတစောင်ရောက်လာ၏။စာအိမ်မှာစည်ရင်စာအုပ်ဟောင်းတစ်ခုမှ ဆုပ်ယူအပ်သော ရင်းချောင်းနှင့်စာရွက်ကို အိမ်တွင်ကကြေးဖြင့်ကိုက်ညှက်၍ခမင်းလုံးကော်ဖြင့်ကတ်ထားသော အိမ်လုံးစာအိမ်ဖြစ်၏။အပေါ်ကလိပ်စာမှာရှေးလက်ရည်ဖုံးကြီးချောင်းလက်ရည်ယိုးကြီးဖြင့်တည်တက်လှပစွာ ရေးထား၏။ထူးခြားလှ၏ဟု ဖောက်၍ကြည်ရာအောက်ပါစာကို တွေ့ရလေ၏။ မောင်တောင်းဤဖခင်ကစာအဖြင့်အကြောင်းကြားပါသည် မောင်ဖိုးချာစေတနာရိုးရိုးဖြင့်ပို့အပ်သောမေတ္တာကို ခံယူပါမောင်အကြောင်းကို မောင်တောင်းက ဖွင့်ပြော၍သိရပါပြီဟိုထမင်းကျွေးတဲ့နေ့ကသူ့ဦးလေးအိမ်ကို သွားတယ်ဆိုတာရိုးရိုးမဟုတ်ဘူးပြေးတာသူ့ကိုယ်သူရှက်၍မောင်နဲ့မျက်နှာမဆိုင်ဝန်းလို့ပြေးခြင်းပါ မောင်နဲ့တွေ့ရကြုံရကလေးကအလွန်နောင်တရပြီး ယခုအလွန်ပြောင်းလဲသွားပါပြီ။မောင်ကြောင်ကျုပ်သားအဖိုးတန်လာလေသဖြင့် မောင်အားညီမကျေးဇူးတင်သူကို မပြောတတ်သလောက်ရှိရပါသည်။မောင်နဲ့မတွေ့မီကကျုပ်သားဖြင့်ပြည့်ရပြီ။ဒီသားကလေးတယောက်ကိုဘလို့ပြုပြင်ကယ်ဆယ်ရပါမည်လဲဟုအကြောင်းကြောင့်ကြကြနှင့်နေရပါသည်။ယခုမောင်မင်းကြီးသားကယ်ပြီလို့ကျုပ်သားကျွတ်ပါလေပြီ။အဖြစ်ကို ပြောပြရစေဦး။ကျုပ်သားပြက်တာဟာ သူ့အမေသူ့အမညီမတွေကြောင့်ပဲကြည့်ပါဦးမောင်ရဲဒါကကောလိပ်ကနေပြီးငွေမာရင်30ကျပ်မာရင် အနည်းဆုံး40ကျပ်လောက်ပို့ကြတယ်ကျုပ်က ပိုးမပို့ပဲချော့ပို့ဖို့ပြောရင်သူ့အမေကရှင်ကဘာတိလို့လဲတဲ့ပိုးမလူထဲမှာနေနေရတာလူလိုနေရတာတဲ့မောင်ရဲအဲ့ဒီလိုမေအေလောက်တဲ့သူကဆလိုက်ရင်ပဲအမတွေညီမတွေကတခါတည်းဝိုင်းစုကြတာပဲ။ ကျုပ်ဘယ်နဲ့နိုင်မလဲသူတို့ကဝိုင်းဆူတော့ကျုပ်ကဘာလုပ်တယ်လဲသိလားကျုပ်ဖုန်းကြီးကြောင်းကိုထွက်သွားလိုက်တာပေါ့ကျုပ်မှလည်းအားကိုးနဲ့ကလားမောင်ရဲ့တခါကလည်းကြည်ပါမောင်ရဲ့မောင်တောင်ကောလိပ်ကပြန်လာလို့ထမင်းဝိုင်းစားကြတော့မောင်တောင်ကအင်းကျိုမချိုဘူးတဲ့သူတို့ကောလိပ်မှာ12မျိုးဆိုလား13မျိုးဆိုလားအဲ့ဒီဟင်းကျိုမှချိုတဲ့ဒီတော့ကျုပ်ကမောင်တောင်ရဲ့ င်းကျိုးဆိုတာပူရင်ချိုတာပေါ့ကွယ်လို့ပြောမိတာနဲ့သားကလည်းစိတ်ဆိုးပြီးထသွားတယ်။သူ့အမေကလည်းချုပ်ကိုလက်ညှိုးကောက်ကောက်ထိုးလို့ရှင့်ကိုအောင်ပန်းရဲတဲ့ရှင်တို့သာဟင်းရွက်ပြုတ်ရည်ကို စားခတ်ပြီးခတ်ပူပူလှုပ်တော့ကြချုပ်သားကိုတော့အတင်းမတိုက်ပါနဲ့ဆိုပြီးသူ့သားကလေးကိုတရုတ်ခောက်ဆွဲဆိုင်ခေါ်သွားပြီးအဲ့ဟိုမျိုးစုံဟင်းကျိုးကိုဝဲတိုက်တဲ့ချုပ်ကဟင်းကျိုးဟာပူရင်ချိုတာပဲဆိုတာ နုံတလားမောင်ရဲ့ဟုတ်ကောမဟုတ်ဘူးလားမောင်ရဲ့ကျုပ်တို့ခစ်တုံးကတော့ဟုတ်တာပဲအခုသူတို့ခစ်တော့မပြောတတ်ဘူးမောင်တော့ပြောရအောင်မယ်တခါကလည်းသူတို့ဘောလုံးရိုက်ကစားတဲ့လက်ရိုက်တခုတဲ့ဝဲလာတယ်ကျုပ်ကမနေတတ်လို့ဘယ်လောက်ပေးရတယ်လဲမေးကြည့်တော့ကြည့်ပါဦးမောင်ရဲ့35ကျက်တဲ့ဖျားဖျားကစားစရာလက်ရိုက်တခုကို35ကျက်တဲ့မောင်ရဲ့ကြားဘူးပါစား ပြီးတော့ကျုပ်မလဲအံ့အားတင်ပြီးမောင်တောင်းရဲ့ငါသားဒီလောက်မိုက်တလားကွယ်35ကျပ်ဆိုတဲ့ငွေဟာနေတာမဟုတ်ပါကလားဟိုတင်နမတကောင်ပိုးလောက်ရှိနေပါပြီလားလို့ပြောမိပါတယ်မောင်ရဲ့သူ့အမကအခန်းထဲကကြားတော့ထွက်လာပြီးအဖေကလည်းကိုဆန့်လက်ဆန့်လုံမှကျမ်းပါတယ်တဲ့ဒီတော့ကစားစရာဆိုတာဝယ်ရတာပဲအဖေရဲ့တဲ့ဒီတော့ကျုပ်ကအေးလက်ကွယ် ိုဆန့်လက်ဆန့်ဖြစ်ဖို့နင်တို့35ကျက်တန်းလက်ရိုက်ရမှာမဟုတ်ပါဘူးမေခါရဲ့ထုတ်စီတန်းဖန်ခုံတန်းကစားပါလားကွဲ့လမ်းလျှောက်ပါလားကွဲ့ပြေးပါလားကွဲ့အပုံမှာတမိရဲ့နင်တို့35ကျက်တန်းရမှာမဟုတ်ပါဘူးလို့ကျုပ်ကပြန်ပြောတယ်ပြောနေရင် သူ့အမေပေါက်လာပြီးကိုအောင်ပန်းရှင်ဝင်းရှုပ်ပြန်ပလားတဲ့ရှင်သာနမတကောင်ကို35ကျက်ပေးဝယ်ပြီးနှုတ်ညှင့်ရောင်းစားပြီးတော့ကျုပ်သားကတော့ ကောလိပ်ကျောင်းသားအင်္ဂလိပ်စာတတ်မှုဝေဂျင်နာဝေပစီကုံကုံမဖြစ်သေးတယ်လေတဲ့ဒီတော့ကျုပ်ကဘာလုပ်လိုက်တယ်လဲသိရဲ့လားကျုပ်ကဘုန်းကြီးကျောင်းကိုထွက်သွားလိုက်တာပေါ့ပြီးတော့လေသူ့သားစီကစာရောက်မှဖြင့်သူ့အမေမှာအိမ်တကာဈေးဆိုင်တကာလိုက်ပြီးပြောနေတာပဲသူ့သားဘဲတန်းရောက်ပြီးတလတလငွေဘလောက်ပို့ရတာကလားနဲ့စုံမာရော့မောင်ရဲ့ခမင်းစားတောင်လိုက်ခေါ်ယူရတယ် ကျောင်းပိတ်လို့ပြန်လာတဲ့အခါအိမ်ကအလုပ်ကလေးများခိုင်းလိုက်ရင်အော်သူ့အမေတွေ အမတွေကရှေ့ကကာစီကာစီနဲ့လာပါရောအင်္ဂလိပ်ကျောင်းသားကောလိပ်ကျောင်းသားများဟာလက်အလုပ်တွေအလုပ်ကျန်းတွေမလုပ်ရဘူးတဲ့ခိုင်းเสียရရှိရင် သူတို့ကသာခိုင်းပါတဲ့ကျုပ်လည်းပဲမင်္ဂလာတုတ် PhD တရာတင်းကြုံမှစ၍မြမစာအတော်တန်သင်ခဲ့ဘူးပါတယ်အင်္ဂလိပ်ကျောင်းသားများလက်အလုပ်အလုပ်ကျန်းမလုပ်ရဘူးဆိုတာ ဘယ်စာထဲမှာမှမတွေ့ဘူးပါဘူးမောင်ရဲလူရဲ့ညံရိုးရိုးနဲ့စဉ်းစားကြည့်ရင်လည်းမရပါဘူးမောင်ရဲတခါတော့ကမောင်ကိုပြချင်တယ်မောင်တောင်းကိုဘူတာယုံကိုလိုက်ပို့ကြတယ်လမ်းမှာမိုးရွာထားလို့ရှုံ့ဘွက်ကလေးနည်းနည်းရှိတာကိုအမေနဲ့အမကမောင်တောင်းကိုပွေ့ချီပြီးတော့ကူးကြတဲ့ကျုပ်ကြတော့ရှက်လိုက်တာမောင်ရဲကျုပ်ဘာလုပ်တယ်လဲသိလားကျုပ်ကဘုန်းကြီးเจ้าကိုထွက်သွားလိုက်တာပေါ့ အဲ့ဒီလို မောင်တောင်းပျက်စီးနေတာမောင်ကကုလီပုံစံနဲ့ဆုံးမခဲ့တဲ့နေ့ကစပြီးအတန်ပြောင်းလဲလာပါပြီအရင်ကတစ်လတရာချက်ပို့ရတယ်အခု50ချက်သာပို့ရတယ်တစ်ခါတခါသူ့အမေများ အမများက ပိုးပြီးပို့ရင်လဲငွေကိုမတုံးပဲအိမ်ကိုပြန်ယူခဲ့တယ်ယူခဲ့တဲ့အပြင် သူ့အမေနဲ့အမတို့ကိုလည်းအပြစ်လဲတင်တရားလဲဟောလာလာ သူတို့ကောလိပ်ចောင်းသားကပြောတော့တုတ်တုတ်မလုပ်ဘူးငိမ့်နေကြတာပေါ့ချုပ်ကတတောင်းကပြုံပြုံပြီးနားထောင်နေတာပေါ့အင်းသူတို့တော့ငါ့ဝတ်လဲတာပဲလို့ချိန်ပြီးဝမ်းတာလိုက်တာပေါ့မောင်ရဲ့အိမ်မှာလှုပ်ရှားကန်ကြရရှိရင်လဲအခိုင်းကိုစောင့်မနေဘူးသူ့ဟာသူကောက်လုတာပဲတမျက်စီလဲရေခက်ကစပြီးအကုန်လုတာပဲယထာတို့တင်းမောတို့မှလဲတတိယတန်းကပိုမစီဘူး ဖနက်များလဲ၅ချက်တန်း၆ချက်တန်းကပိုးမစီဘူးအများအဖြစ်တော့ခုံဖနက်တို့ပိနှံဖနက်တို့ကို စီးတာများပါတယ်ချုပ်သည်ကျောင်းကံစရက်ဆောက်ခြင်းသီလအမြဲစောင့်ရှောက်ခြင်းစသဖြင့်ဒါနသီလဘာဝနာများစွာ ပြုကျင့်ပါသည်ပြုအပ်သောကုသိုလ်ကောင်းမှုအလုံးစုံ၏အဖို့ကိုခံယူပါညအခါမေတ္တာပို့လျင်တရားတန်ခံရအရဟံအဝေယဟောမိဟုမိမိကိုယ်ကို ရှေးဥစွာမြေတားပို့ပြီးနောက်မောင်ဤနာမည်ကိုတက်၍မြေတားပို့ပါသည်ပြီးမှတာမယာအိန္ဒူအိန္ဒာစသဖြင့်အများအတွေ့မြေတားပို့ပါသည်ကျွန်ုပ်ဤလေးနဲ့သောမြေတားရိုးရိုးကြီးကို ခံယူပါလေမောင်ဤကျေးဇူးကြီးလာပါ၏။အော်ကောင်းစွာကောင်းစွာချမ်းသာစွာ ချမ်းသာစွာငါသည် အမှတ်မထင်ပြုတ်ရသောအမှုတစ်ခုသည် အလွန် ာသွားလေစွာတကားဟုနှစ်ချိုက်စွာမြည်ကျူးမိ၏ဤသို့ကောင်းမှုတစ်ခု၏အရာသာကို ခံစားနေ၍လင်းငါရဲ့မြောက်သောတနေ့နန်းနဲ့၌ကျွန်ုပ်သည်အိမ်ပြတင်းပေါက်မှရက်ကြည့်နေစဉ်ခလန်လန်းမှ သူငယ်တယောက်သည် မပြောကင်တကင်ကိုထမ်းကာကျွန်ုပ်ထံသို့လာသည်ကိုမြင်ရ၏အနည်းတို့ရောက်သော အခြားသူမဟုတ် မောင်တောင်းပင်ဖြစ်နေလေ၏ ကျွန်တော်ကပင်စီ၍ဘလို့မောင်းတောင်းပါကလားမနဲ့မောင်ရဲ့အပြောကန်ကြီးကိုတပင်တပန်းကြီးထမ်းလာရသလဲလန်ချားနဲ့ဖြစ်ဖြစ်ကုလီနဲ့ဖြစ်ဖြစ်လာရော့ပေါ့ကိစ္စမရှိပါဘူးဦးရဲ့ကျွန်တော်အခုကုလီကိုတဲမတုံးတော့ပါဘူးခုပြုံး၍ပြော်၏ကျွန်ုပ်ဒီလဲရခင်ကအเจ้าကိုတတိယဒီနှင့်အေးဒါလည်းဟုတ်ပါရဲ့နှုတ်ပေမဲ့ ကာလဌာနကြည့်လို့ရပါတယ်။ကိုယ်တိုင်ပြုတ်အပ်တဲ့အခါလည်းရှိတယ်။ခုလီလိုတဲ့အခါလည်းရှိတယ်။နေရာတကာတိုင်းကိုမဆိုးလို့ပါဘူး။ခုနေရာမျိုးတော့ခုလီငှားကောင်းပါတယ်ကွ။ခုကိုကျွန်တော်တောင်းပန်ရအောင်လာပါတယ်။မင်းတောင်းပန်စရာမလိုပါဘူး။ငါမှခုလီကရပြီ။ရတဲ့တဲ့ထက်တောင်အများကြီးပိုးရတယ်။ကြော့ဟောဒီမှာကြည်စမ်း။ဆို၍သူ့ဖခင်ထံမှ စာကိုထုတ်ပြလိုက်၏စာကိုစုံအောင်ဖတ်ပြီးနောက်အတန်ကြာတွေ့၍နေ၏အမှန်မဟုတ်ချထူးခြားမွန်မြတ်လှသောအရာတော်ကို ခံစားနေသည်ကို ကျွန်ုပ်သိ၏ထိုသူငယ်ဤနှလုံး၌မွန်မြတ်သောစိတ်တို့တပွားပွားဖြစ်နေသည်ကိုကျွန်ုပ်သိထိုသည့်နောက်အလာဘတလာဘစကားပြောကြ၍ဂိုင်းမောင်းမောင်းလဲကြောင်းတရအောင်မဲပြန်ပြီးတော့ အချိန်လဲနည်းနည်းသာရှိတယ်။ခီးကလည်းအတန်ဝေးတယ်။အဲ့ဒီတော့ဒီလိုနေရာဒီလိုခါမျိုးမှာမြင်းအထားကလေးတောင်မကဘူး။မော်တော်ကားနဲ့ပဲသွားရလိမ့်မယ်။ဟုတ်ကျွန်ုပ်ကဆို၍ထိုသူငယ်ကမြင်းဆန်နေစဉ်တွန်တွန်ပို့ပို့နဲ့ကားတွင်းသို့ထည့်ကားမော်တော်ကားဖြင့်သွားစေလိုက်ပါသည်။ဥဖိုးချာ နာဆင်ပေးခဲ့ကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။